မီးအနေနဲ့အာသူလက်တွဲပေါ်သူကောင်းတဲ့လူရှာတွေ့ရင်လည်းမမေတို့ကဘာမှမပြောပါဘူးအမီးချက်လိုက်ချက်ပေးမှာပဲအကုန်လုံးဆောင်းမှလည်းငငယ်တော့ဆိုးခဲ့တဲ့အချိန်ကြီးအရှိရယ်ဆောင်းဆိုးခဲ့တော့မိဘကခံခဲ့တာအာဒါပေမဲ့အခုဆောင်းဘာပြောကိုယ်ပိုင်အလုံးလုံးနိုင်တယ်အလုပ်တွေလုပ်တယ်စူးစမ်းရတယ်ဆိုတဲ့အချိန်မှာဆောင်းရဲ့ကောင်းမွန်ခြင်းတွေကိုဆောင်းမိဘကိုပဲဆောင်းပေးခြင်းလေ ဘာလို့ဆိုတော့ဒါကိုယ့်ရဲ့ဒုက္ခတွေကိုခံစားခဲ့တဲ့မိဘဖြစ်တဲ့အတွက်ကိုယ့်ရဲ့အကောင်းချင်းတွေကိုလည်းဒီမိဘကိုပဲပုံပေးပေးခြင်းအဲ့လိုမျိုးပေါ့ဆွေလေးလေးများပုတ်တဲ့ရိုက်မှန်းတသမီးကကိုယ့်ရင်လိုမွေးထားတာလေအဲ့ဆိုတော့တသမီးကရန်ရည်ကြီးတယ်အဲဘာပြောနေလဲဖေဖေမဖေဖေ မမေကအိမ်ဟာလေစောင်းမလိုက်နေပါပါရန်ကုန်မှာလေဒီမှာအိမ်ဟာစောင်းဒီမှာနေမမေဒီမှာနေမယ်စောင်းရန်ကုန်မှာနေမမေရန်ကုန်မှာနေမယ်ရန်ကုန်လည်းတင်းခေါ်နေတာမဟုတ်မဟုတ်မဟုတ်အဲ့လိုမဟုတ်ဘူးရန်ကုန်သမီးရှိတဲ့ကြီးပဲဘာလို့ဆိုလူလူဆိုသူတယောက်ပဲရှိတော့ပါလေသူတယောက်ပဲရှိဆိုတော့မအေးဖေးရလည်းအသက်ကြီးပြီဆိုတော့အလုပ်တွေလည်းမလုပ်တော့ဘူးလေမလုပ်တဲ့ခါကျတော့သမီးနားမှာပဲအတူတူလိုက်နေမယ်ဆိုပြီးတော့အခုကအရင်တော့ငယ်တော့တော့အလုပ်တွေလုပ်ခဲ့ရတာဟိုအခုတော့အနားယူရင်းနဲ့အဲသမီးဖေးနားပဲလိုက်နေတာများတယ်သမီးကမော်ဘီအိမ်မှာနေမယ်ဆိုမော်ဘီအဲ ရန်ကုန်မှာနေမဆိုရန်ကုန်လိုက်လိုက်နေတာတမိနာပဲပေါ့နော်အဲ့လိုမျိုးကျန်တာတော့အတွဲကိုစီရှိကြတာသူတယောက်လည်းရှိနေတဲ့ခါကျတော့ကိုကအဲ့လိုလိုက်ပေးတာပေါ့နော်အနာမှာအပေးပြီးတော့အပေးတော့အားငယ်ရအပေးရတော့အားငယ်ရောရှာပါရဲ့ဟုတ်ပါဘူးဆောင်းအေးစေးပါပဲဟိုတိုက်ပြီးတော့အိမ်ထဲကဟိုငငယ်ငယ်တုန်းကဒါလေးဒါမှမဟုတ်ဆောင်းလုံးလဲဆိုတာဟိုတိုင်းမြစ်ချက်လေးရှိတာကွာကိုက တားလေပိုလောက်တတ်တဲ့အချင်းရှိတော့လေအခုဆိုရင်မေမေတို့ကလှုပ်ဆိုရင်တော့ကိုလှုပ်ရှင်မှလှုပ်တော့တာအဲ့လိုမျိုးနားမထောင်တာမဟုတ်ဘူးတိလာတားရင်ဘာလို့တားလဲပေါ့နော်အဲတချို့ကတော့ဟိုဘာဘာလို့လဲပေါ့အဲ့လိုတားရင်တိတ်ပြီးတော့ဟောင်းပြုတ်အဲ့နောက်ပိုင်းကျတော့ဟိုဟာတားမိနေတာညှိလို့ရအောင်ညှိလို့ရအောင်အဆင်ပြေပါနော်โอ้อย่างนี้တော့မပိတ်ပြင်ပါဘူးဘာဖြစ်လို့လဲဆိုတော့လေဟိုကျန်တဲ့တားတွေတမိတွေလဲလေ ငါတို့သမီးတို့ကြိုက်တာကိုယူမမေရမပေးစားဘူး။ဘာလို့လဲဆိုတော့သူတို့ပေါင်းရမှာလေ။သူတို့ပေါင်းရမှာဖြစ်တဲ့အတွက်ကိုကသူတို့စိတ်ကြိုက်ပဲ။အဲသူတို့တွေလိုအပ်ချက်ရှိရင်ကိုကပြုပြင်ပေးတယ်ပေါ့နော်။အကုန်လုံးကိုပဲချစ်ပေးပါလေ။အဲလို့ဆိုတော့ဒီသမီးအနေနဲ့ကြာလို့ရှိရင်လေသမီးအနေနဲ့ အာသူလက်တွဲပေါ်သူကောင်းတဲ့လူရှာတွေ့ရင်လည်းမမေတို့ကဘာမှမပြောပါဘူးအမီချက်လိုက်ချက်ပေးမှာပဲအကုန်လုံးအဲဂျန်တဲ့ကလေးတွေတာသမီတွေအကုန်လုံးလည်းသူတို့ရဲ့အိမ်အောင်ပဲဒီအကုန်လုံးချက်ပေးတယ်အကုန်လုံးချက်ပေးတယ်အဲကြတော့အားကြောင့်မို့လဲစီးလုံးနဲ့မိသားစုဖြစ်သွားတာပေါ့နော်အမီစိတ်တိုင်းလှုပ်ပေးထားပါတယ်ဒါသူလည်းအရွယ်ရောက်ပြီးစဉ်းစားတတ်ပြီလေအပြိုကြီးလုံရအောင်ကောင်းကောင်းနေကောင်းတာပေါ့ဟဲ့လက်မအပြိုကြီးပဲတော်ပြီတရားလိုက်တော့ပါ ဆောင်းဝါကြတော့အာကိုစိတ်နဲ့ကိုလုံမယ်ကိုလုံမယ်ဒါမဲ့လည်းတစ်ဖက်လူကလည်းဟိုကိုထပ်ပို့ပြီးတော့လုံမယ်တောက်ပါမယ်ပေါ့နော်အဲအဲ့လိုကိုလေးစားအထင်ကြီးတဲ့သူပဲကွာရွေးမှာအဲအဲ့လိုတစ်ခုရှိသေးတယ်ဒါမဲ့လည်းကိုကလည်းမိမဖြစ်ရှင်သေးမိဖုရားကြီးဖြစ်ရှင်သေးအဲ့လိုအဲ့လိုမျိုးပေါ့နော်အဲအဲ့လိုဆိုတော့ဟောဒါမိဘနဲ့ကြတော့ဟိုဆောင်းတာအိမ်အောင်ပြုတ်လိုက်ရင်အာမမေတို့အတွက်မမေတို့အတွက်လည်းစဉ်းစားပါနော်မမေတို့အတွက်လည်းဆောင်းမရှိရင်ဟိုလုံမယ် အဆင်ပြေပါမလားပေါ့နော်အဲ့ဒါလည်းပါတော့ပေါ့အဲ့အဲ့အဲ့ကြောင့်လည်းပါပါတယ်ပြီးတော့ဟိုစောင်းစောင်းမှလည်းငငယ်တော့ဆိုးခဲ့တဲ့အချိန်တွေအများကြီးရှိတယ်စောင်းဆိုးခဲ့တဲ့တော့မိဘကခံခဲ့တာအာဒါမှမဟုတ်စောင်းဘာပြောကိုယ်ပိုင်အလုံးလုံးနိုင်တယ်အလုပ်တွေလုပ်တယ်စူးစမ်းတယ်ဆိုတဲ့အချိန်မှာစောင်းရဲ့ကောင်းမွန်ခြင်းတွေကိုစောင်းမိဘကိုပဲစောင်းပေးခြင်းတယ်ဘာလို့ဆိုတော့ဒါကိုယ့်ရဲ့ဒုက္ခတွေကိုခံစားခဲ့တဲ့မိဘဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကောင်းခြင်းတွေကိုလည်းဒီမိဘကိုပဲပုံပြီးပေးခြင်းအဲ့လိုမျိုးပေါ့ဟုတ်လားနေစောင်းဆိုးလားငယ် ဆိုးပါတယ်ငယ်တော့ကဟိုဆိုးတယ်မဆိုးဘူးဆိုတာလေဟိုရမ်းဆိုးရတော့မဟုတ်ဘူးအခုဆိုးတဲ့ကလေးတွေအကြောင်းကိုကြားမိလို့ရှိရင်တော့ဩကိုသားသမီးတွေအဲ့လောက်ထိဆိုးတယ်လို့မပါဘူးပေါ့နော်လိမ်မာတယ်ပေါ့နော်ဒါပေမဲ့ကိုကကြတော့လေငယ်ငယ်တော့ကကြတော့သူတို့ရဲ့ရွယ်ရောက်လာလို့ရှိရင်လမ်းမရောက်သွားမှဆိုးလို့ ကွာအဲ့ဒါသူတို့ဆုံးမတဲ့ခါကျသူတို့ကလည်းဟိုဆယ်ကျော်တက်လေးတွေကြတော့တိတ်နားမထောင်နေကြဘူးပေါ့နော်ဒါကြီးရွယ်ရဖြစ်တတ်ပါတယ်အဲ့တော့နည်းနည်းတော့ကရာကစားလေးတွေဖြစ်သွားတာပေါ့နော်ရန်ဆိုးကြီးတော့လူမမပါဘူးလေးယောက်ဆိုတော့ငငယ်ကတန်းနေမှာ don't copy the chillies sound လို့ရှာရင်မိဘတွေကြောက်မှာမိဘတွေရှိနေလို့ sound လို့ပို့ပြီးရှာတော့ကံကောင်းတယ်ဆိုလို့ရှိရင်လေအဲတခါစဉ်းစားမိလို့ရှိရင်အော်ဟိုကိုပေါ့နော်ဒီတက်ရွယ်ဒီနေရတာလေအခုချိန်မှာ ဟိုရန်ကိုပြည့်စုံတယ်ပေါ့နော်ကိုယ်စိတ်ထဲမှာပြည့်စုံတာပါနော်ဟိုအပြင်တော့မသိဘူးပေါ့နော်ဒါတော့ကိုကိုယ်စိတ်ထဲမှာလည်းရန်ပြည့်စုံနေပြီအာကျင့်တတ်တယ်ပေါ့နော်လှူခြင်းလဲလှူစေလှူလို့ရတယ်အာဝိရှင်နေဆိုလို့ရှိရင်ဝိရှာအဆုံးဒါဖြစ်ဟိုသမီးရေမမေးလို့ရှင်နေဆိုချင်းရလာတာလေအဲ့လိုမျိုးအဲ့လိုဖြစ်စီနိုင်တဲ့အတွက်သမီးကိုလည်းပို့ပြီးတော့ ိုစီးပွားကောင်းစေခြင်းနဲ့ပေါ့နော်အဲတအမှုပညာမှာအောင်မြင်တဲ့အမှုပညာရှင်ဖြစ်စေခြင်းနဲ့ဒါမှလည်းကိုယ်ရပီတိဖြစ်ရတာပေါ့နော်အဲကိုယ်လည်းဒီလိုမျိုးတွေအကုန်ပြည့်စုံထားပြီးတော့လေဒီအိမ်ဆောက်ဝိလာနဲ့ဒီမှာကိုယ်အရန်ကိုပီတိဖြစ်နေပြီကိုနေပြောသွားပြီဟုတ်ပါတယ်ဟုတ်မှာဘာလို့လဲဆိုတော့ဒါမိဘရှိနေလို့ကိုလည်းဒါကျေးဇူးဆက်ခွင့်ရတယ်ပြီးတော့မိဘအတွက်ရည်ရွယ်ထားတဲ့အာအရာလေးတွေရတယ်ပို့ပြီးတော့လည်းလွယ်ကူတယ်ပေါ့နော်။စောင်းအရင်ခက်ခက်ခဲခဲကြီး ဟိုဘယ်လိုမှမကြိုးမကြိုးစားအောင်ပေါ့ခက်ခက်ခဲခဲကြီးမရှာဘူးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဟုတ်မိဘတက်ရည်ရထားရင်ပို့ပြီးလဲပြူရလို့ထင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဒါတော့မဆုံမမေ့နောက်မှာပဲမြဲတဲ့ကတ်နေတော့ဟမ်မင်းဖေဖေရှိတယ်။ तू อ่ะအဖေနဲ့မင်းเนี่ยကြောက်နေမင်းကမစီရောက်ကအပြောက်မခံဘူး။ကိုကအပြင်းလူလေ။သာသမီးကကိုရင်နဲ့လိုမွေးထားတာလေ။အဲ့ဒါဆိုတော့သာသမီးကရမ်းရေးကြည့်တယ်။ဟဲ။ဟုတ်ချက်ပြောနေတာ။ဟာဖေဖေမဖေဖေ ချက်ကြွေးနေဖဖေချက်ကြတဲ့ချက်ကြွေးကကိုရတက်မဟုတ်အဲ့မာမိသားစု15ယောက်မပဲ့နေတာဆောင်းဆန်ကျွန်တော်အတွေ့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 ကိုစီတဲ့သူကသူပဲပဲတယ်လို့ပြောလို့ရှိရင်တော့ကျန်ယောက်ျားယူသွားမှာဆိုလို့မမေရှိတယ်လို့အဲ့ဟုတ်တယ်မမေမမေတော့ကဲသူတို့ခေါ်ခိုင်းတာအပြစ်မှာဆိုလည်းမမေလို့ခေါ်မှမဟုတ်ကျွေးမယ်လို့အဲ့လိုချင်းကြောက်တာအဝမ်းသာပါတယ်ဒါဖေဖေတို့မေတို့ဒါစိတ်ချမ်းသာအောင်ဖေတို့မေတို့တို့အတွက် ဟိုကိုနိုင်တလောက်လေးတွေဒါတော့ကတော့တာပေါ့နော်ဟုတ်